အဲရာစုပေါင်းများစွာကြားခဲ့ပြီးကဘာပေါ်ကအတော်ဆုံးပညာရှင်တွေတော့ခေါင်းစာပြီးအဖြေရှာမရတဲ့ကစားတော့ရှိတယ်ဆိုတာသိကြပါသလားဒီနေ့မှာတော့အဲ့ဒီစာအုပ်ရဲ့လျော့ချက်တွေကိုအတူတူစူးစမ်းကြည့်ကြရအောင်ဒီစာအုပ်ကဘလောက်တောင်ရှေးကျလက်ဆိုရင်လေလွန်ခဲ့တဲ့နှစ်ပေါင်း600နော်ဟောစမိုင်းရာစုအစောပိုင်းကတည်းကရှိခဲ့တာအဲ့ခေတ်ကအတိတ်ပညာတွေလူခွဲချက်တွေဘလောက်တောင်များများဒီစာအုပ်ထဲမှာပါနေနိုင်မလဲရှေးကျတာထက်တောင်ပိုပြီးစမ်းကြတာကပါလေဗီလား ူ့ရဲ့စာမျက်နှာတွေပေါ်ကပုံတွေပဲတကယ်ကိုထူးဆန်းပြီးလာပါလွမ်းတဲ့ပုံတွေပါတကယ်မရှိတဲ့အပင်တွေနခတ်တာယာပုံတွေကြည့်နေရင်လည်းကိုအိမ်မကဘာတစ်ခုတည်းရောက်သွားတယ်လို့ပဲဒါပေမဲ့အားလုံးထဲမှာအောင်အောင်စရာကောင်းကောင်းကဘာလဲဆိုတော့ဒီစာအုပ်ထက်ကစာတွေကိုဘသူမှတယောက်မှဖမရတာပဲကဘာပေါ်မှာဘသူမှမမြင်ဘူးမကြားဘူးတဲ့ဘာသာစကားတစ်ခုနဲ့ရေးထားတာဟုတ်ပြီဒီအချက်ကပဲပေဟီလီအားလုံးရဲ့အစပဲဗျာဆိုတော့ဒီ varnish လေးမျိုးဆိုတာ တကယ်တော့ဘာကြီးလဲရိုးဝတ်တန်ကေတာတဲ့လားဒါမှမဟုတ်လိန်လယ်မှုကြီးတစ်ခုလားပျောက်ဆုံးသွားရဲ့သမိုင်းတစားမရလားကဲဒီမိခွန်းရဲ့အဖြေကိုအတူတူဆက်ပြီးရှာကြည့်ကြအောင်အဘေအရင်ဆုံးဒီပဟေလီရဲ့အထက်ကိုတစ်ချက်လောက်ချောင်းကြည့်လိုက်ကြရအောင်ဒီစာအုပ်ကဘလိုပုံစံရှိလဲသူရဲ့ထူးခြားချက်တွေကဘာတွေလဲဆိုတာကိုအနည်းကပ်လေ့လာကြည့်ကြပဲလောလောဆယ်မှာတော့ဒီစာအုပ်ကိုရေးတက်သူရဲ့ရှားပါစာအုပ်များစာကြည့်တိုင်းမှာဒင်းထားတယ်တိုင်း channel လို့ထားတဲ့စာမျက်နှာနေရာနေစေတော်ရှိနေနော် အရွယ်စားကတော့24ခွန်စင်တီမီတာလောက်ရှိမယ်။သူ့ရဲ့လက်ရည်ပုံစံကကွေကွေကောက်ကောက်လေးတွေပြီးတော့ပညာရှင်တွေကယူဆထားတာကအနည်းလုံးလူနှစ်ယောက်လောက်ကစားရည်ပြီးနောက်တစ်ယောက်ကအယောက်ချေထားတယ်။စာအုပ်ထဲကပုံတွေကပိုပြီးတော့မှစိတ်ဝင်စားဖို့ကောင်းနေတယ်။စဉ်းစားကြည့်တကယ်အပင်တွေရောစိတ်ကူးထဲကအပင်တွေရောရောပြီးဆွဲထားတာပြီးတော့ပါးလေးပါသေးတဲ့ဆိုတော့လေထဲမှာပြန်နေတဲ့ရဲကိုက်တွေနက္ခတ္ထဗီယာနဲ့ပတ်သက်တဲ့ပုံတွေမိနာပါတဲ့နေနဲ့လာ အာပြီးတော့ရေချိုးနေတဲ့အမျိုးသမီးတွေရဲ့ပုံတွေလည်းအများကြီးပဲဒီစာအုပ်တဲကထူးခြားတဲ့အစာလုံးတွေကိုဟျောဝတ်တန်ဂေတာဖိုတိုသူတွေကတီးတာနာမည်တောင်းပေးထားတယ်ကျိုးစင်စာလုံးများတယ်ဘာလို့လဲဆိုတော့သူတို့ကတခြားစာလုံးတွေထက်ပိုရှေးပြီးတော့ကျိုးစင်လိုပုံစံပေါင်းနေလို့ပို့တချို့ကတခြားဘာသာစကားတွေကယူထားတယ်လို့လို့ဒါပေမဲ့အများစုကတော့ဒီစာအုပ်အတွက်တီးတာဖန်တီးထားပုံပဲအရေးကြီးတဲ့အချက်တစ်ခုကပညာရှင်တွေကဒီစာတွေကိုကြုံတယ်လို့ရှော့ရဲထားတာမဟုတ်ဘူးလို့ယုံကြည်ကြတယ် ဘာလို့လဲဆိုတော့တကယ်ဘာသာစကားတစ်ခုလိုပဲလीအသုံးများတဲ့စာလုံးအထုံးနဲ့စာလုံးဆိုပြီးပုံမှန်တွေ့နေရတယ်ဂျပန်ရှော့ရေးထားမယ်ဆိုရင်ဒီလိုမျိုးစနစ်တကျရှိနေမှာမဟုတ်ဘူးလीဟုတ်တယ်မလားကဲအခုဒီစာအုပ်ကြီးကဘဲကနေဘဲကိုခီးဆက်ခဲ့တယ်လေသူရဲ့အတိတ်တမိုင်းကိုတမိုင်းပညာရှင်တွေဘယ်လိုစူးစမ်းပြီးပြန်လဲဆက်ဆက်ခဲ့ကြတယ်လဲဆိုတာကိုတစ်ချက်ကြည့်လိုက်အောင်ခင်မီကာဗွန်တက်တန်တန်တာမှုနေပညာရဲ့ကြီးစုနဲ့ပဲအရေးကြီးတဲ့အဖြစ်တစ်ခုထွက်လာခဲ့တယ်အဲ့ဒါကတော့ ီစာအုပ်ကို1420ခုနှစ်ဝန်းကျင်လောက်ကရေးခဲ့တယ်ဆိုတာပါပဲ။ဒါဟာတကယ့်ကိုအကြီးကျယ်အလဲပြောင်းတစ်ခုပဲ။စာအုပ်ရဲ့မူလဈေးမြေကိုရှာဖွေရမှာအဓိကတဲလုံးစားတစ်ခုဖြစ်လာခဲ့တာပေါ့။ဒီစာအုပ်ရဲ့ခရီးလမ်းကိုပြန်ကြည့်လိုက်ရင်အစောဆုံးမှာတန်းက1622ခုနှစ်လောက်ကပရာဂမြို့မှာအေဂရတ်ယူရော့ဖ်နက်ပိုင်ဆိုင်ခဲ့ဖို့တယ်လို့ယူဆရတယ်။အဲ့ဒီနောက်မှာတော့ဘာရီဆက်ဖီလမ်ဒီကိုရာဇုနှစ်ပေါင်းမြောက်စွာပျောက်ချင်းမလားပြောသွားခဲ့တာ။အဲ့လိုနဲ့1922ခုနှစ်ရောက်မှာစာအုပ်ရောင်းသူဝစ်ဖစ်ဗိုင်းနက်က အီတလီကဘုန်းကြီးကျောင်းတစ်ခုမှာအန်ဩစရာကောင်းလောင်ပြန်တွေ့ကြတာပါအဲ့ဒီနောက်ပိုင်းမှာတော့အမေရိကန်ကိုရောက်လာပြီးဒီနေ့ထိလေးလံနေကြတော့မယ်ဒါဆိုရင်ねဒီလောက်နားလေရခတ်တဲ့စာသားတွေကတကယ်တော့ဘာဖြစ်နိုင်မလဲအဲ့ဒီအပေါ်မှာအဓိကကျတဲ့ theory ၃ခုထပ်ပေါ်လာပါတယ်အဓိက theory ၃ခုပေါ့တစ်ခုနဲ့တစ်ခုကလည်းလုံးဝမတူဘူးတစ်ခုကဒါဟာရှုပ်ဝဲတငေတဲ့တစ်ခုရှိလာမယ်နဲ့နောက်တစ်ခုကကျတော့ဟင်းဒါကအဆဆုံးလိန်လဲမှုကြီးတစ်ခုပဲတဲ့တတိယတစ်ခုကတော့ဒါဟာပျောက်ဆုံးထွက်တဲ့ဘာသာစကားတစ်ခုဖြစ်နိုင်တယ်ဆိုတာပါပဲ။ ထမ theory ကတော့ရှင်းပါတယ်ဒါဟာဟျိုးဝက်တင်ကြီးတာခုပဲဆိုတာပါ တနည်းအားဖြင့်ပြောရရင်ပေါ့အရေးကြီးတဲ့ချက်လက်တွေကိုတခြားသူကြီးမသိအောင်မဖတ်တတ်အောင်တမင်တကာဝက်ပြီးရေးထားတာမျိုးပေါ့ဒုတိယ theory ကတော့လုံးဝကိုစန့်ကျင်ပဲပဲဒီစာအုပ်တစ်ခုလုံးကအစ်စ်မဟုတ်ဘူးအတူရောင် hoax တစ်ခုပဲတဲ့အတိတ်ပဲမရှိတဲ့အစာလုံးဒီကိုရှောက်ရေးပြီးတော့ရုံးလွယ်တဲ့ဒုတိယတယောက်ရောက်ကိုရောင်းစားဖို့အလဲခစ်ကလူလိုက်တယောက်ရောက် ဒါမှမဟုတ်စာအုပ်ကိုပြန်တွေ့ခဲ့တဲ့ Voynich ကိုယ်တိုင်ကဖန်တီးခဲ့တာလို့ဆိုပါတယ်။တာရီယာသီအိုရီကတော့အတော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဒါဟာအပြောမှာပဲရှိပြီးအရေးအထားမှရှိသေးတဲ့ဘာသာစကားတစ်ခုအထံအခရာတီထွန်ဖို့စူးစမ်းခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။စဉ်းစားကြည့်လေ။အရင်ခေတ်တည်းကဘာသာစကားတိုင်းမှာအရေးအထားစနစ်ရှိခဲ့တာမှမဟုတ်တာ။ Easter ကျွန်းကပျောက်ကွယ်သွားတဲ့ Rongo Rongo အရေးအထားလိုမျိုးပေါ့။အဲ့ဒါကလည်းအလားတူပဲ။ ဒီနေ့ထိဘသူမှအပြည့်မဖော်နိုင်သေးတဲ့ရှေးဟောင်းအရေးအသားတစ်ခုပဲဒီလောက်ခက်ခဲနေတဲ့ကြားကပဲအခုခေတ်ရဲ့ question six ဖြားမှုတွေကဒီပဟေလီမှာအကြောင်းလေးတွေစပြီးတွေ့လာရပါတယ်တင်းငယ်ပင်ပဲတကယ်ကိုအရေးပါတဲ့အောင်မြင်မှုတချို့ပေါ့ဥပမာအနေနဲ့ဒီပွန်တဲမှာ Pleiades လို့ခေါ်တဲ့ဂျဲခွန်တေလုံးအစုအဝဲကိုတွေ့ရတယ်။အဲဒီပုံပေကစာလုံးတွေကိုသူတွေတွေကစပြီးတန်တရားဝင်လာတယ်။ဒါ Taurus ရာသီခွင်ကိုရင်းနှီးတဲ့ Torrens ဆိုတဲ့စကားလုံးဖြစ်နိုင်မလားဆိုပြီးတော့ပေါ့ ဒါကအဖြစ်မှန်ကိုရှာတွေ့ဖို့ပထမဆုံးခြေလှမ်းချနိုင်ပါတယ်။အဲ့လိုပဲနောက်ထပ်တွေးရှိမှုတစ်ခုက Centria လို့ခေါ်တဲ့အပင်ပုံတစ်ပုံရဲ့ဘေးမှာရေးထားတဲ့စာသားဟာ Central Current ဆိုတဲ့စကားလုံးဖြစ်နိုင်တယ်ဆိုတာပဲ။တလုံးပြီးတလုံးအတိတ်ပဲပေါ်နိုင်လာလာနဲ့အများ။ဒီနေ့မှဒီစာအုပ်ကြီးတစ်ခုလုံးကိုအဖြစ်ပေါ်ထုတ်နိုင်တော့မလားဆိုတဲ့မျှော်လင့်ချက်ကပိုပြီးအားကောင်းလာတာပေါ့။ကဲဆိုကြပါစို့။ တနေ့နေ့မှာဒီစောက်ရဲ့လိုအပ်ချက်ကိုအပြေရှားနိုင်ခဲ့ပြီတဲ့အဲ့ဒီအခါကျရင်ဘာလို့ဖြစ်လာနိုင်မလဲသူတွေမှာဘလိုမျိုးအံ့ဩစရာတွေပါဝင်နေနိုင်မလဲစေကူးနဲ့မှန်းကြည့်ကြရအောင်ဒီစောက်ထဲမှာဘာတွေပါနေမလဲဆိုတာနေပတ်သက်ပြီးထင်ကြေးတွေကတော့အမျိုးမျိုးပါပဲအတချို့ကဒါဟာပျောက်ဆုံးသွားတဲ့ယဉ်ကျေးမှုတစ်ခုရဲ့ဆွဲဆုံးကြမ်းကြီးဖြစ်ရမယ်တဲ့အတချို့ကကြတော့59ရာစုကအနုပညာရှင်တယောက်ရဲ့အိမ်မမှတ်တမ်းထင်မယ်တဲ့အကြီးအပညာရှင်ဂျွန်ဒီရဲ့လက်ရာလားစုံမအဖွဲတစ်ဖွဲမှတ်တမ်းနေလား အဆုံးစုံဒီပြောကြတာကတော့ဒါဟာအင်ဂါကီယောကပို့လိုက်တဲ့တရင်စကားဆိုတာမျိုးတီတောင်ရှိပါတယ်ဆိုတော့အဓိကပြောချင်တာကတော့နှစ်တရာကြောကြာအောင်ကမ္ဘာအတော်ဆုံးပညာရှင်တွေကနီးမျိုးစုံနဲ့လေ့လာခဲ့ကြပြီးတဲ့နောက်မှာတော့ဒီ financial aid မှုရဲ့ပဟေလီဟာအခုထိတိုင်မဖြစ်ရှင်းနိုင်သေးပဲဆက်လက်တည်ရှိနေတော့မှာပဲနောက်ဆုံးတော့ဒီစာအုပ်ဟာအိမ်မမတန်းတစ်ခုလားပျောက်ဆုံးသွားတဲ့အသိပညာတွေလားဒါမှမဟုတ်လုံးဝအသေးပဲမရှိတဲ့စာတွေပဲလားတကယ်တော့ဘာဖြစ်မယ်လို့ထင်ပါသလဲ အဖေကတော့စာမျက်နှာတွေကြားမှာပဲစပီးပုံဝင်နေတုန်းကပဲပြီးတော့လူသားတွေရဲ့စူးစမ်းလို့စီးကိုလည်းအများအားစင်ခေါ်နေအောင်ပါထေးကြပါတယ်